။အဲဒုံငံနေပြီဆိုတော့နည်းနည်းလေးပြောတာပေါ့။အခုကျွန်တော်တို့လေတွေ့နေမြင်နေတဲ့ဟာတွေမပြောဘူးလို့တော့နေတာပဲပြောနေသူတွေအများကြီးအများကြီးရှိတဲ့ခါကြတော့လေပြောတော့ဘူးလို့နော်မောလို့မလို့လို့မပြောတော့ဘူး။အာဆိုပြီးတော့မှနေတာဒါပေမဲ့လည်းလေကျွန်မကလေနည်းနည်းလေးတော့ပြောချင်တယ်မပြောတော့ဘူးဆိုပေမဲ့လေဘာလေးပြောချင်လဲဆိုတော့ကျွန်တော်တို့တိုင်းပြည်မှာလေအာ ခွင့်ရေးဆိုတဲ့နေရာမှာငါလုတာပဲမှန်နေငါလုတာကိုထောက်ခံရမယ်ဆိုတဲ့သူတွေကပုံများတာပေါ့နော်ငါကြိုက်တာကိုကြိုက်ရမယ်ငါမကြိုက်တာကိုကြိုက်တဲ့သူတွေကမကောင်းဘူးဆိုပြောမှဒီလိုမျိုးကပို့ပြီးတော့မှများကြတာပေါ့နော်ငါကြိုက်တာမှမှန်နေငါကြိုက်တာမှကောင်းနေငါလုတာမှမှန်နေငါလုတာမှကောင်းနေပေါ့ဆိုတော့ဆွေးနွေးလို့မရဘူး အာကိုကိုနဲ့အကြိုက်ချင်းမတူရင်ရန်သူပေါ့နော်ဒါကတော့ဖြစ်စဉ်ဖြစ်ရက်တွေအကုန်လုံးမြင်နေတွေ့နေရတာအားလုံးလည်းတွေ့ပြီးဖြစ်ပါလိမ့်မယ်နော်အဲ့မှာမှကျမကလည်းအခုအတွေ့အကြုံအများဆုံးအခြေအနေလေးကိုကျမကဘာပြောချင်လဲဆိုတော့ကျမတို့မြန်မာလူမျိုးတွေက ကမ္ဘာမှာလည်းကျွန်တော်တို့မြန်မာလူမျိုးတွေကလုံးဝအာအပြုံးနေနဲ့အဲဒီလိုလူမျိုးတွေလို့ဒီလိုဖြစ်တယ်။ဒါပေမဲ့ Facebook လောကကြီးရဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေကြတော့လေလေဘာဖြစ်တယ်လဲဆိုတော့ရုပ်ရင်းကြမ်းတမ်းလိုက်ကြတာ၊ရိုင်းဆိုင်လိုက်ကြတာ၊ဆေးဆုံလိုက်ကြတာ TikTok တွေမှာရောပဲ comment တွေအများစုမှာနော်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါဟာဘာလို့သွားတွေ့ရလဲဆိုတော့လူတန်းစားမညီညွတ်မှုကိုသွားတွေ့ရတာပေါ့နော်။ဆိုတော့အဲ့ဒီဆေးဆုံရိုင်းဆိုင်နေတဲ့သူတွေရဲ့များသောအားဖြင့်ကြီးလိုက်လို့ရှိလို့ရှင်ဒါဆေးဆုံရိုင်းဆိုင်နေတဲ့သူတွေကိုယ့်အကိုပိုသိပါလိမ့်မယ်နော်။ကိုနေနေရတဲ့ကိုကျင်လည်နေရတဲ့ living standard ်ကိုတီရှိနေတဲ့ကိုရဲ့အဆင့်တန်း level ကိုကိုယ့်ကိုပြန်ပြီးတော့မှဘယ်သူမှပြောစရာမလိုဘူးနှစ်ဖူးပေါ်လက်တင်ပြီးပြန်ပြီးတော့မှစဉ်းစားကြည့်လိုက်ရင်အပြင်မှန်ထွက်ပါလိမ့်မယ်ဟုတ်တလားနော်အခုဒီလိုပြောလို့လဲကျမတို့လာစေးနေလဲကျမတို့ဘာမှဖြစ်သွားမှာမဟုတ်ဘူးအဲ့တော့ဟိုဘယ်လိုခေါ်မလဲဟိုအချိန်မှန်ကိုကျမကသိစေချင်တာနော်ဘဲပညာရှိကမှအဲ့ဆဲဆိုရိုင်းဆိုင်နေတဲ့ comment တွေဈာထဲမှာတရားလာမဟုတ်ဘူးဘဲပညာရှိကမှအဲ့ဈာထဲမှာသူတို့ရဲ့အမြင်ကိုလာပြီးတော့မှမချပြဘူးတံပိုးမဲလို့မဟုတ်ဘူး ဒီလိုဆဲဆိုရိုင်းဆိုင်နေတဲ့သူတွေကြားထဲမှာကောင်းကောင်းမွန်မွန်နဲ့ဝင်ပြီးတော့မှရေးနေရလေမတန်မရနဲ့ဒီဆဲဆိုဝိုင်းရိုင်းဆိုင်နေတဲ့အုပ်စုကြီးရဲ့ဆဲချင်းကိုခံရတာလွဲလို့နားထဲမှာမတိုးသွားဘူးပေါ့နော်အဲ့တော့မျက်စွာပြားတော်မှာပဲခြေချလို့မရတဲ့လူဒန်းစားဆိုတာရှိတယ်နော်အဲ့တော့လေဒီဆဲဆိုရိုင်းဆိုင်နေတဲ့လူအုပ်ကြီးတွေပေါ့နော်ရှိနေတာပေါ့ဟာဘာ post out ဆိုလဲအုပ်စုလိုက်ကြီးတွေဆဲကြတာရိုင်းရိုင်းဆိုင်ဆိုင်နေမကြားဝင်မနာတာတွေဟဲ့ဘဲ post out ဆိုလဲအုပ်စုလိုက်ကြီးတွေဆဲကြတာအဲ့တော့အဲ့ဆဲဆိုနေတဲ့သူတွေရဲ့ အဆင့်တဟာ mostly mostly အများအားဖြင့်80%လောက်တည်ကိုယ့်ရဲ့ living standard ကိုကိုယ့်အကိုနှစ်ဖူးပေါ်လက်တင်ပြီးတော့မှပြန်စဉ်းစားကြည့်ကိုယ့်ရဲ့ IQ level ကိုနှစ်ဖူးပေါ်လက်တင်ပြီးပြန်စဉ်းစားကြည့်ဒီလိုရုပ်ရင်းကျန်းတန်းစွာတွေနှုတ်ကနေထွက်တာတွေဒီလိုရုပ်ရင်းကျန်းတန်းစွာတွေဆဲဆိုတာတွေ80%လောက်ကနော်ဆိုတော့နောက်တစ်ခါပေါ့ အဲ့တော့ကိုကအဲ့ဒီထဲမှာမပါအောင်ကိုကကိုဆင်ကျင်ပြီးတော့မှနေတဲ့နာပေါ့နော်။ဘာနေနေဟာကိုနဲ့မဆိုင်တဲ့ကိစ္စဆိုင်တဲ့ကိစ္စတွေကိုဆင်းဆိုရိုင်းဆိုင်တာတွေအဲ့လိုပြောလို့ရှိရင်ကျမတို့နေရောနေရာတကာမပါဘူးလားဆိုပါပါတယ်။ဒါပေမဲ့ပါပုံပါနေခြင်းမတူဘူး။ကျမတို့ပါတယ်ဆိုတာကအချိန်နေတစ်ခုကိုသုံးသက်ကြတာ။ဝေဖန်ဆဲဆိုတိုက်ခိုက်တာမဟုတ်ဘူး။ရုပ်ရင်းစမ်းတမ်းတာမဟုတ်ဘူး။အချိန်နေတစ်ခုပေါ်မှာသုံးသက်ပြတာ။ဆွေးနွေးကြတာ။ discuss လုပ်တာနော်အလင်းဖွင့်ကြတာတယောက်နဲ့တယောက်နဲ့နော်ဆေးဆိုရိုင်းဆိုင်ခြင်းနဲ့အဆုံးသတ်တာမဟုတ်ဘူးအဲ့တော့ဆေးဆိုရိုင်းဆိုင်ခြင်းနဲ့အဆုံးသတ်တဲ့သူကြီးကတော့ဘာအဖြေမှလည်းမရပဲနဲ့ဒီဆေးခြင်းတွေမှာပဲပိတ်လောင်သွားတာပေါ့အဲ့တော့ကျွန်တော်တို့အခုမြန်မာပြည်မှာဖြစ်နေတဲ့အနေအထားဆိုလို့ရှိရင်ဘာဖြစ်သလဲဆိုရင်ကျွန်တော်တို့လူအများစုကအယံမေတ္တာတရားကြီးမားကြတယ်ကျွန်တော်တို့မြန်မာပြည်ကလူတွေကနော်မေတ္တာအယံကြီးတယ်မေတ္တာအယံကြီးတယ်ဟာအယံမေတ္တာကြီးတာမေတ္တာတရားတွေအယံများတာ ကိုထက်နေပါနေတဲ့သူအပေါ်မှာအရင်မြင့်တာတရားများတယ်။အဲ့ဒီလူကိုထက်တာသွားတယ်ဆိုရင်တော့မုဒိတာတရားမထားနိုင်ဘူး။မုဒိတာတရားအားနည်းတယ်။အောင်မြင်နေတဲ့သူတွေ၊ကြော်ကြားနေတဲ့သူတွေ၊အစဉ်ပြေနေတဲ့သူတွေကို ဆိုရင်အကြောင်းမရှိအကြောင်းရှာပြီးတော့မှဝေဖန်ဆင်းဆိုတိုက်ခိုက်ချင်တယ်။နော်အားနည်းတယ်လို့သူတို့ထင်လိုက်တဲ့သူဆိုရင်တော့ တခိုးတောင်မှပဲအလှူငွေပေးတဲ့နိုင်ငံကျွန်တော်တို့တိုင်းပြည်ကတခိုးတောင်မှပဲပကံလေး73ချက်ပဲခိုးတာပဲခိုးပါစေတထီးထစ်ခိုးခြင်းရွှေဆိုင်ကိုခိုးမှာပေါ့ဖုန်းဆိုင်တွေကိုခိုးမှာပေါ့အဲ့ရွှေဆိုင်တွေဖုန်းဆိုင်တွေလည်းမလင့်လို့မခိုးတာလေလင့်ခိုးမှာပဲပကံ73ချက်တောင်ခိုးပါတယ်ဆိုမှတော့ရွှေလဲခိုးလို့ရရင်ခိုးမှာပေါ့စိန်လဲခိုးလို့ရရင်ခိုးမှာပေါ့ တယ်လီဖုန်းနေလဲခိုးလို့ရရင်ခိုးမှာပေါ့ဟုတ်လားပကန်း73ချက်လွန်ဟာမျိုးတော်မှာခိုးပါတယ်ဆိုမှတော့အဲ့တော့သူများစီကပစ္စည်းကို ခိုးတယ်ဆိုတာမှာ ပကန်း73ချက်တည်းမလွန်လို့ဆိုတာမျိုးမရှိဘူးအတူတချောင်းခိုးလဲတခိုးဟာတခိုးပဲခိုးမှုမြောက်တယ်ဟုတ်လားအဲ့တော့ပကန်းလေး73ချက်ပဲအဲနောက်ဆုံးလှူခြင်းနေဆိုလို့မလို့အခွင့်အရေးပေးတယ်လို့ဆိုတဲ့စကားလုံးနေလဲတွေ့တယ် ခွင့်ရေးပေးလို့ရပါတယ်လှူလို့ရပါတယ်ဒါပေမဲ့ကိုကအများသူငါကိုထုံလွင်ပြသနေတဲ့ဗီဒီယိုဖိုင်နေမှာခိုးတာကိုမှန်နေလို့တော့သုံးနှုတ်လို့မရဘူးခိုးတာအပြစ်ရှိတယ်မခိုးရဘူးခိုးတာကိုလက်သက်မခံဘူးခိုးတာဟာမကောင်းဘူးနောင်လာနောင်သားတွေဒီလိုခိုးတဲ့အမှုကိုပြုတ်လို့မရဘူးဒါဟာပြစ်မှုဖြစ်တယ်ဆိုတာကိုကျမတို့ကမျှဝေရမယ်ဆယ်လီဇနဲ့သူတွေ စက်တလီဇင်တဲ့သူတွေ social influencer လုပ်ချင်နေဆိုတဲ့သူတွေနာမည်ကြီးချင်နေဆိုတဲ့သူတွေဟုတ်လား toxic မဖြစ်စင်ရဘူးနောက်မျိုးဆက်ကို toxic ဟိုအစိတ်မဖြစ်စင်ရဘူးဟုတ်လားကျွန်မပြောတာကူချင်နေဆိုကူလို့ရပါတယ်အခွင့်အရေးပေးချင်နေဆိုအခွင့်အရေးပေးလို့ရပါတယ်အခွင့်အရေးပေးတာမှားသလားမမှားပါဘူးပေးပါ ဒါပေမဲ့ပကံလေး73ချက်ခိုးတာနဲ့မြန်မရှိလို့ခိုးမိတာ ਉਹ ဘာဖြစ်တာလဲစာဝင်နေရေးအတွက်ခိုးတာဘာဖြစ်တာလဲဒီလောက်နဲ့ဘာဖြစ်သွားလို့လဲမဟုတ်ဘူးစင်းရဲလို့ခိုးတာလေစင်းရဲလာတိုင်းတခိုးဖြစ်လို့လားစင်းရဲလာတိုင်းတခိုးဖြစ်လို့လားရှားပေါ်မှာမျက်ပေါက်ပြီးတော့မှလေ ပတ်စံပူပင်းရင်တော့မယူတဲ့စင်းရဲသားတွေအများကြီးရှိတယ်ကျမတခါပြောဖို့ပါတယ်မီးပွိုင်မှာစပယ်ပန်းလေးဝယ်တော့ကျမအခလေးလေးကိုပြန်တောင်းမှန်ခဲ့ရတယ်ဆိုတော့ဗီဒီယိုဖိုင်လေးပြောခဲ့ပြီးသားပါပတ်စံဒီတိုင်းပဲပေးလိုက်တာငါတော့နဲ့တရားထုတ်ပေးလိုက်တာမယူဘူးတဲ့သူစီကပန်းဝယ်မှာတဲ့သူပန်းရောင်းစားတာတဲ့သူတောင်းစားတာမဟုတ်ဘူးတဲ့เนาะဆိုတော့ okay အဲ့ဒါဆိုလို့ရှိလို့ရှိရင်ဒီပန်းนี่အကုန်လုံးဘလောက်ဖုံးလဲဆိုပြီးကျမအကုန်လုံးပန်းนี่ဝယ်ခဲ့တယ် ်နော်ပန်းနေဝဲကေပို့ပေးတယ်ပို့ပေးတာလည်းမယူဘူးကျမတော်မှသားရဲ့လို့သားဒီဒီစိတ်ကလေးကိုအမြဲတမ်းထိန်းသိမ်းသွားပါနော်လို့အန်တီကလေလို့တောင်းပန်ပါတယ်လို့သားရဲ့ဒီစိတ်ကလေးကိုလည်းအန်တီကဂုံပြုပါတယ်ဒါကြောင့်လို့သားရဲ့ဒီပန်းနေအကုန်လုံးအန်တီဝဲတာပါဆိုပြီးကျမအဲ့ဒီစပယ်ပန်းနေအကုန်လုံးဝဲခဲ့တယ်ဆိုတဲ့ဗီဒီယိုဖိုင်လေးပြောခဲ့ဘူးပါတယ်စင်းရဲသားတိုင်းမခိုးပါဘူးနော်စင်းရဲလို့စားစရာမရှိလို့အကုန်စားစရာမရှိတဲ့သူတိုင်းတခိုးမဖြစ်သွားခဲ့ပါဘူးခိုးချင်လို့ကိုခိုးတာအဲ့တော့ခိုးတယ်ဆိုတာမှလည်း ပကံလေး73ချက်ပဲခိုးရဲဆိုလို့မလို့ကျမတို့ကကာခွယ်ပြောပြလို့မရဘူးအဲ့တော့ဆိုရှယ်ပေါ်မှာအများသူငါကိုထုတ်လင်းပြတာတဲ့သူတွေကစကားအပြောဆိုတွေအရန်တတိထားဆင်ကျင်မှုလို့ရနောင်လာနောင်သားတွေအတွက်ပကံ73ချက်လောက်ခိုးတာမြန်ကွာဘာမှမဖြစ်ပါဘူးမရှိရင်ခိုးစားလို့ရတယ်မရှိရင်တိုက်စားလို့ရတယ်မရှိရင်လူစားလို့ရတယ်ဒီလိုဟာမျိုးတွေဟာဒါအများပြည်သူကိုအစိတ်ဖြစ်စေတဲ့ဟာတွေစကလုံးတွေ နော်ကျမတို့ကနောက်မျိုးဆက်ကိုဒီလိုမျိုးအစိတ်ဖြစ်စေတဲ့စကလုံးနေနဲ့ဒီဆယ်လီမာဆိုတဲ့သူတွေကဖြန့်ဝေလို့မဖြစ်ဘူးလှူကြလားလှူပါကိုကြံလားကိုပါကိုပဆန်နဲ့ကိုဟုတ်လားမှန်နေထင်လို့လှုပ်တဲ့လှုပ်ရလှုပ်ပါဒါပေမဲ့အများသူငါကို toxic ဖြစ်စေတဲ့အများသူငါကိုအစိတ်ဖြစ်စေတဲ့ကိုရဲ့ IQ level လောက်ပဲရှိတဲ့စကလုံးတွေကိုတော့မှန်ပါတယ်ဆိုပြီးတော့မှတော့မပြောသင့်ဘူး အများသူငါကတချို့ကလည်းဘာဖြစ်လဲဆိုတော့ဟာဒီလိုညံရင်ညံသွေးမျိုးတွေနဲ့စိတ်ပြက်တယ်ကွာပြောပြရင်လည်းအယုဒ္ဓအနတ္တတွေနဲ့ဆင်းအောင်မယ်တူမဖြစ်ချင်တော့ပါဘူးကွာဆိုပါဇက်ပေါက်ပိတ်လိုက်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ဒါကြီးကအမှန်ဖြစ်သွားတယ်အမှန်ဖြစ်သွားတဲ့ခါကျတော့နောက်မျိုးဆက်တွေနောက်မျိုးဆက်တွေရဲ့ mindset တွေမှာအဲ့ဒါကြီးဝင်သွားတယ်ပကံ73ချက်ခိုးလဲခိုးတာပဲမခိုးရဘူးမှားတယ်ဖနက်တရံခိုးလဲခိုးတာပဲမခိုးရဘူးမှားတယ်မခိုးတဲ့မို့ မခိုးရဘူးနော် ခိုးတာဟာမကောင်းဘူးနော်ဒါမျိုးပဲဖြစ်ရမယ်လေဟာမရှင်းလို့လုံစားမိတာမရှင်းလို့ခိုးမိတာပကံလေး73ချက်စားဖို့တောက်ဖို့အဆင်မပြေလို့ခိုးမိတာလေဘာဖြစ်သွားလဲပကံလေး73ချက်ကျွန်တော်သာဆိုရင်စိတ်တွေရွှေတွေခိုးမှာပေါ့တယ်လီဖုန်းဆိုင်တွေခိုးမှာပေါ့မရှင်းရင်တိုက်စားမှာပေါ့လူစားမှာပေါ့ဟုတ်လားဒီလိုပြောလို့မရဘူးကျမတို့ကနောက်မျိုးဆက်ကိုဒီလို toxic တွေလုံးလို့မရဘူး လှူခြင်းလှူပါကုခြင်းကုပါစကားအစိတ်မခတ်ကြပါနဲ့စင်ရတိုင်းမခိုးပါဘူးကုခြင်းတရားကိုကင်ဆွဲထားပြီးတော့မှထမင်းရီတောက်နေတဲ့စင်ရသားတွေအများကြီးရှိတယ်စင်ရသားတိုင်းတခိုးမဖြစ်သွားဘူးစင်ရတိုင်းသူများပစ္စည်းမခိုးဘူးခိုးတယ်လို့ခိုးတာငါရင်ပြန်ခိုးမှာပဲဗီဇာ